သူ့ကိုအကုန်ကြောက်တယ်သူ့ကိုအကုန်ကြောက်တယ်ဆိုတာကဘလို့ကြောက်တာလဲဆိုသူကအဲ့အလုတ်တန်းမှာစီကံအရန်ရှိတယ်အဲ့သူ့ရှုတည်ဆိုရင်ဟိုဦးကြည်တို့စက်မှုလုပ်သားတွေအစားတရုတ်ဆောင်တွေဇက်ပို့တွေအကုန်လုံးကြောက်တယ်သူဟိုနောက်ကြတာတွေကတော့မဖြစ်ရဘူးအဲ့ဒါအဲ့ဒါမျိုးလေးတခုရှိတယ်နောက်တစ်ခုကဟိုမမရရသူကရိုက်ပြီဆိုရင်ဇံဝင်တော့တခါလေမနေ့ဆောင်နှစ်နာရီမှစားတယ်သူကပြေးမစားဘူးဟို ဗာလဲမူမူအောက်သွားမှာဆိုလို့ပေါ့နော်အဲ့လိုမျိုးတွေဒါလေးတွေကအမှတ်တရလေးတွေပေါ့နော်သူနေရီပိုင်းသွားရင်လည်းဦးကြည်ရယ်ခေါ်တယ်အဲ့ဒါသူသူနဲ့တော်တော်များများသွားဘူးလေဗမာပြည်နှံ့မယ်သူနဲ့မှရောက်ဘူးလားတင်မောနဲ့ဟောယထားနဲ့ဟောလင်းမြန်နဲ့ဟောသူတောက်လျှောက်ခေါ်တယ်ဦးကြည်ရယ်နော်ဘလနဝိုင်းကျ ဟုတ်တယ် black and white အဲ့တော့ black and white မမရရဆိုရင်ဒါဦးသားမီးလို့ပြောမယ်ဆိုရင်ဦးကြည်ကအဲ့တော့ဟို main studio မှာ recording engineer အတန်ပိုင်း engineer main studio ဆိုတာဟိုရွှေတောင်ကြားထဲမှာရှိတယ်ပေါ့နော်ဦးကိုရဲကောင်မီးပေါ့နော်အဲ့မှာဦးကြည်ကသူ့တွေ့ဒါပေမဲ့အဲခုနှစ်ပြောမယ်ဆိုရင်80 96လောက်မှာဦးကျော်ဟင်းက သူ့ရဲ့ series မှာညာမေးမှာပဲတွေ့တယ်ဦးကျော်ဟင်းကအဲ့တော့သွေးနဲ့ခင်နေတော့ तू ကနေပြီးတော့ဦးကြည်ကိုသူတို့ရဲ့ရုပ်ရှင် तू ကအတန်ကိုအရန်ကြီးဆိုင်တယ်ဦးကျော်ဟင်းကမင်းသားတွေထဲမှာအဲ့သူတို့ရဲ့ဗမာရုပ်ရှင်တွေအတန်တွေစုပ်ပြတ်တနေတဲ့အတွက်ကိုကြည်ရဲ့ like ကိုညီပေးနိုင်မလားဆိုပြီးတော့ तू ကနေစားတာအဲ့တော့ကားနံပါတ်တော့မှတ်မိတယ်ဓာတ်တော်ကိုကြော်ရင်မိမိပင်လည်းပြတ်မယ်ဆိုတော့ကားထင်းတယ်အဲ့ဒီသူ့ရဲ့ ဟိုအကူအညီတောင်းမှုနဲ့စလိုက်တဲ့ဟာကဥကြည်ပါငကိုတွေကလည်းအတန်မှန်းအင်ဂျင်နီယာလုပ်တယ်ဆိုတော့စိတ်ပါပြီးတော့အဲဒါကတော်တော်များများမမတ်မီတော့ဗီဒီယိုတွေလည်းအများကြီးပဲအဲ့ဒါဖန်ခဲ့တဲ့အတွက်လည်းဟိုအခုချိန်မှာအကယ်ဒမီ၃စုရနေပြီပေါ့နော်အကယ်ဒမီ၃စုရနေပါပြီအတန်မှန်းနဲ့ပတ်သက်ပြီဟုတ်တယ်အတန်ဟုတ်တယ်ဗမာကားနဲ့ပတ်သက်ပြီအကယ်ဒမီ၃စုရလာဟုတ်တယ်ပြောလို့ရတယ်ပြောလို့ရတယ်ပြီးတော့ကျန်တဲ့ လူတွေနဲ့တော့မတူဘူးတိတဲ့အတိုင်းပဲကြော်ဟေးဆိုရဲတာဟိုတွေ့ပြီးပေါ့တယောက်ထွန်းနေမြတ်တော်ပြည့်က तू ကဟိုတခါလေး तू ကိုယ်တိုင်ထုတ်ပြီးတော့ तू ကိုယ်တိုင်ဒရိုက်တာလုပ်တယ်အဲ့ဒရိုက်တာလုပ်ပြီးတော့တခါသူဆက်သူရေးတာတွေပါကြီးလဲရှိကြတယ် तू ကဘက်စုံဇာညွန်းလဲရေးတယ်ဟိုတရုတ်လဲဆောင်တယ်ဒရိုက်တာလဲလုပ်တယ်တခါကြီးကြလို့ရှိရင် तू ကဒါဟိုတချို့နောက်ပိုင်းလူတွေသိမှာမဟုတ်ဘူး तू ကကားပြီးလို့ရှိရင်ဒီတိုင်းမနေဘူးအဲ့ဒီခန်းကြီး तू ကိုယ်တိုင်သွားထိုင်တယ်အဲ့ သူကြိုက်တဲ့ရုပ်တွေဖြတ်တယ်အက်ဒီတာနဲ့သူညှိတယ်အဲအဲ့လိုမျိုးလုပ်တဲ့အတွက်လည်းသူကဟိုဒီလိုကြော်ရေးဆိုပြီးဖြစ်လာတယ်လို့ဦးကြည်ရောမြင်တာပေါ့နော်ပေးတတ်တယ်မသိဘူးတဲ့အချက်ကတော့ပြောမယ်ဆိုရင်သူကမင်းသားအနေနဲ့ရိုက်ကွင်းပေါ်မှာပေါ့နော်သူ့ကိုအကုန်ကြောက်တယ်သူ့ကိုအကုန်ကြောက်တယ်ဆိုတာကဘလို့ကြောက်တာလဲဆိုသူကအဲ့အလုပ်ထဲမှာစီကံအရန်ရှိတယ်စီကံအရန်ရှိတော့တခါလေနည်းနည်းလေးနောက်ကျရင်ဟိုဆိုရင်သူမရိုက်တော့ဘူးအဲ့အဲ့တင်းဆောင် နော်ခါလီခေါ်ပြီးတော့သူ့ဓာတ်ပိုင်လည်းရှိတယ်ဆိုတော့အဲ့သူ့ရှုတင်ဆိုရင်ဟိုဦးကြည်တို့စက်မှုလုပ်သားတွေအစတရုတ်ဆောင်တွေဇက်ပို့တွေအကုန်လုံးကြောက်တယ်သူဟိုနောက်ကြတာတွေကတော့မဖြစ်ရဘူးအဲ့ဒါအဲ့ဒါမျိုးလေးတစ်ခုရှိတယ်နောက်တစ်ခုကဟိုမမရရသူကရိုက်ပြီဆိုရင်ဇံဝင်တော့တခါလေမနေ့စာကို2နာရီမှစားရတယ်သူကပြေးမစားဘူးဟိုဘာလဲမူမူအောင်တော့မှဆိုလို့ပါနော် အဲ့လိုမျိုးတွေဒါလေးတွေကအမှတ်တရလေးတွေပေါ့နော်အဲ့လေးနေနေရတယ်ကောအဲ့ဒီပညာရှင်မျိုးနဲ့ဥကြည်လိုကောမှလက်တွေ့ပြီးတော့လောက်ခွင့်ရတယ်ဘယ်တော့ဒီဒါအခုချိန်ကြီးအမှတ်ရရတယ်ဟုတ်သူသူတင်မေးတဲ့ဟာတွေလည်းဒါပွင့်လင်းပြရင်ဥကြည်ကိုတင်မေးခဲ့တဲ့ဟာတွေလည်းအများကြီးရှိပါတယ်သူဟိုစေတနာနဲ့ပေါ့နော်ဟိုရုပ်ချင်းတန်ဟိုသူကဘလို့လိုချင်တယ်ဘလို့ဖမ်းဟို ဟိုမိုက်ကိုပဲပဲပူစီရှင်နဲ့ဖန်ဖာညာစသည်ဖြစ်နေတယ်ဟိုဦးကြီးပေါ်မှာကျေးဇူးရှိခဲ့တာတွေလည်းရှိပါတယ်ဒါကြောင့်လည်းဟိုမရှိတော့ပေမဲ့ဂူရဒီကောင်းတယ်မှာအမှတ်ရနေပါတယ်လို့နော်အာတငယ်ချင်းကတော့ဟိုနောက်ဆုံးလက်တွဲလာတယ်ဆိုရင်သူဟိုသူတခိဖြစ်ခဲ့တယ်ဟို the race ဆိုတဲ့ divine နဲ့အဲ့ဒီကျင် the race ဆိုတဲ့ divine ရှိတယ် costing ဥဆောင်တာပေါ့နော်သူ့ကိုငားရင်သူကလာငားတဲ့လူကိုကြေးသိမ့်မပြောဘူး သူကနှစ်ချက်တောင်းဆိုတယ်အဲ့ဒီဒရွေးတီးပိုင်းနဲ့ပဲသူဆိုတယ်အဲ့ဒီခက်ကဝိုင်းနေ၅ဝိုင်းလောက်နာမည်ကြီးတာတွေရှိတယ်အဲ့ဒါ The Aces to Superstar တို့เนาะအဲ့ဒီ၅ဝိုင်းထဲမှာ तू ကဒရွေးစက်မှာ तू ဆိုမယ်ဆိုပြီး तू ပြောတယ်နောက်ဒုတိယတစ်ခါ तू ရဲ့ဒီအတန်မိုင်းနဲ့ပတ်သက်ပြီးတော့ဟိုဒီ live show မှာစက်ကင်မျိုးဥကြည့်ကိုသူခေါ်ခိုင်းတယ်ဟိုဟာဟော contract ကိုအရင်ကကိုယ်ရဲ့တောင်းဆိုတယ် အဲ့ဒါကြောင့်ဟိုလေမင်းဖက်လူမတက်ပါဘောနော်တော်တော်လေးရင်းနှီးတယ်သူနေရီပိုင်းသွားရင်လည်းဥကြည်ပဲခေါ်တယ်အဲ့ဒါသူသူနဲ့တော်တော်များများသွားဘူးလေဗမာပြည်နှံ့မယ်သူနဲ့မှရောက်ဘူးလားတင်မောနဲ့ဟောယထားနဲ့ဟောလင်းမြန်နဲ့ဟောတောက်လျှောက်ခေါ်တယ်ဥကြည်နော်ဟုတ်ကဲ့ပါဘယ်တော့မှတ်တရားတွေနိုင်ပြန်ပြောပြပေးတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါ